လာပါကလေးတို့ရေဒီချက်ကတော့ grace သိပ်ပန်တင် जा ပေးမယ့်ချက်ချမ်းဖြစ်ပါတယ်အခုဒီချက်တဲ့မှာကတော့အခန်း၈ဂေယစနစ်ကသင်ခန်းစာ၁ဂေယစနစ်အကြောင်းပဲဖြစ်ပါတယ်အဲ့တော့တချေတို့တွေဂေယစနစ်ဆိုတဲ့အကြောင်းလေးကိုပြောကြရအောင်အဲ့တော့ဂေယစနစ်တစ်ခုမှာ တက်ရှိနဲ့တက်မဲ့များ ပါဝင်ပါတယ်တက်ရှိများအချင်းချင်းတော်၎င်းတက်ရှိနဲ့ရင်းတို့ဤပဝန်းကျင်တော်၎င်းအပြန်အလှန်ဆက်ဆက်မှုရှိပါတယ်နော်အဲ့တော့တချေတို့သင်္ကန်းစာတည့်ရဲ့ခရစနစ်အဲ့တော့ခရစနစ်တစ်ခုတွင်တက်ရှိများ biotic factor ဖြစ်ကြသော လူသားများတံတဝါများအပင်များနဲ့တက်မဲ့များဆိုတဲ့အေ biotic factor ဖြစ်ကြသော ကုံးမြေရေလေအပူချိန်စတဲ့အခြေအနေများပေါ်မှာအပြန်အလှန်ဆက်ဆက်မိခိုပြီးအကျိုးပြုနေထိုင်ကြပါတယ်။ကဲအဲ့တော့ဒီကျတော့လုပ်ငန်းတက်ကလေးကိုသွားကြရအောင်။နော်ပေါ်ပြပါအချက်များပါဝင်တော့တောအုပ်တစ်ခုပုံကိုရေးဆွဲပါ။ အဲ့ဒါကတော့သားတို့သမီးတို့ကိုယ်တိုင်မဆုဆာအုပ်လေးထဲမှာဒါမှမဟုတ်လို့ရှိရင်ပုံသက်ဆာအုပ်ကလေးထဲမှာတောအုပ်တစ်ခုပုံစံရေးဆက်ရမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့တစ်ပါဝင်ရမှာလေးတွေကတော့နော်နံပါတ်1ကတော့သစ်ပင်ကြီးတပင်မှာမွေးတစ်ကောင်နေထိုင်ပြီးတော့ငှက်တစ်ကောင်နားနေတယ်။နေထိုသစ်ပင်ဤဘေးပတ်ဝန်းကျင်တွင်စိမ့်ဆိုသောပန်းပင်များမြက်ပင်များနဲ့ရေအိုင်ငယ်လေးတစ်ခုရှိတယ်။၃ရေအိုင်နားတွင် ဖားလေးတစ်ကောင် ခုံဆွားခုံဆွားပြေးနေပြီးပရွဲစိန်များအစာတည်နေကြပါတယ်အဲ့ဒီတောကလေးကိုသားတို့သမီးတို့ရဲ့မဆုဆောင်လေးမှလကောင်းဘာဖြစ်လဲပုံစံဆောင်လေးမှလကောင်းရေးဆွဲပြီနော်ကဲတီချဲအခုတင်လိုက်တဲ့သင်ကန်းစားလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်နောက်သင်ကန်းစားမှပြန်တွေ့မယ်နော်ပြီးရင်လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးသွားရအောင်လုပ်ငန်းနှစ် ထိုတောအုပ်တွင်ထပ်မံတွေ့နိုင်သည့်သက်ရှိများကိုခံမှန်းရေးဆွဲပါခုနကတော့တချက်လုပ်ငန်းတက်မှာပြောခဲ့သလိုပဲတာတို့သမီးတို့ပုံလေးတောကလေးဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့လုပ်ငန်းနှစ်ကလေးကတော့တာတို့သမီးတို့ဒီတောကလေးထဲမှာထပ်မံတွေ့နိုင်တဲ့သရဝါလေးတွေကိုခန့်မှန်းပြီးတော့ရေးဆွဲပေးပါဦး ကဲတီချဲအခုတင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။ကဲပြီးသွားရင်ဒီချိန်နဲ့တူလုပ်ငန်း၃လေးကိုဆက်ပြီးသွားရအောင်လုပ်ငန်း၃ဆွဲထားသော ပုံမှတက်ရှိများရှင်တန်ရန်မရှိမဖြစ်လိုအပ်သောတက်မဲ့ပတ်ဝန်းကျင်များကို ဖော်ထုတ်ပြီးအဘဲကြောင့်အရေးပါသည်ကိုဆွေးနွေး၍ သင်ဘုံပေါ်မှဇရားတွင်ဖြစ်ဆွတ်ပါတဲ့ဒါကတော့ဒါတို့သမီးတို့တွေရဲ့အမှတ်စုစာအုပ်ကလေးထဲမှာသတ်မှတ်ထားပြီးနော်ဒါတို့သမီးတို့ရေးဆွဲထားတဲ့တောအုပ်ကလေးတွေကတက်ရှိတက်မဲ့တွေကိုနော်ခွဲခြားပြီးတော့မှဘယ်ဟာတက်ရှိဖြစ်တယ်ဘယ်ဟာတက်မဲ့ဖြစ်တယ်ဆိုတာကိုခွဲခြားပြီးတော့ဒါတို့သမီးတို့ရဲ့အမှတ်စုစာအုပ်လေးရဲ့ဇာတ်လေးမှာ ထည့်သွင်းပြီးတော့ဗောနောဖြည့်ဆွက်ပေးပါပြီးသွားလို့ရှိရင်အချင်းချင်းနဲ့တိုင်မင်ဆွေးနွေးလို့ရတယ်ပြီးသွားရင်ဆရာဆရာမတွေနဲ့လည်းเนาะတိုင်မင်ဆွေးနွေးပြီးတော့ဇာတ်လေးမှာဖြည့်ဆွက်ပေးနော်ကဲတီချဲအခုတင်လိုက်တဲ့သင်္ကန်းစားလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်နောက်သင်္ကန်းစားမှာပြန်တွေ့မယ်နော်ကဲပြီးတော့ရေတချင်တဲ့တူတူလုပ်ငန်းလေးလေးကိုသွားရအောင်လုပ်ငန်းလေး သက်မဲ့ပဝင်းကျင်တွင်ပဝင်သော အရာများအချင်းချင်းမြည်သို့ဆက်ဆက်ဒီကိုအုပ်စုလိုက်ဆွေးနွေးတင်ပြပါတဲ့အဲ့တော့ဒီခြေရိုးတွေတက်မဲ့ပအဝင်ကျင်မှာဘယ်အရာတွေပအဝင်လဲအချင်းချင်းဘလို့ဆက်ဆက်လဲဆိုတာကိုအုတ်စုလိုက်ဆွေးနွေးတင်ပြပေးပါဦး။ ဟုတ်တယ်เนาะတမဲ့ပဝန်းကျင်မှာဘာတွေပါလဲဆိုရင်ရေလေကုန်းမြေတတော်အုပ်တို့အချင်းချင်းကတော့တချဲတို့ဘာဖြစ်လဲတက်ရှိပဝန်းကျင်ကိုအကျိုးပြုပေးပါတယ်ကဲအဲ့တော့တချဲတို့အဓိကချက်ကလေးကိုကြည့်ရအောင်အဓိကအချက်များ ရှင်သန်နေထိုင်ရာ အရက်ဆိုတော့ habitat သူကတော့တချဲတို့တက်ရှိများ ရှင်သန်နေထိုင်ရန်လိုအပ်သောပဝန်းကျင်ဖြစ်ပါတယ် မြို့တူအသက်ရှိအုပ်စုဖြစ်တဲ့ population ကတော့ရှင်သန်နေထိုင်ရာ အရက်ဒေသတစ်ခုတည်းတွင် နေထိုင်သောမြို့တူအသက်ရှိအစုအဝေးဖြစ်တယ်။ကွဲပြားသောတက်ရှိအစုအဖွဲ community ကတော့တချို့လို့ကွဲပြားသည့်တက်ရှိမျိုးစိတ်များ၏အစုအဖွဲဖြစ်တယ်။ဂေဟာစနစ်ဆိုတဲ့ ecosystem နေရာဒေသတစ်ခုအတွင်းတွင်မှီတင်းနေထိုင်သောတက်ရှိများနှင့် သက်မဲ့များအားလုံးအပြန်အလှန်ဆက်ဆက်နေသောစနစ်ဖြစ်ပါတယ်။ကဲအဲ့တော့ရှင်သန်နေထိုင်ရာ အရက်အပေါင်းမျိုးတူတက်ရှိအုပ်စုအပေါင်းပွဲပြားသောတက်ရှိအုပ်စုညီမချင်းဂေယစနစ်နော်သူတို့တွေအကုန်လုံးပေါင်းတော့မှဂေယစနစ်ဖြစ်သွားတယ်အဲ့တော့ပုံလေးကိုကြည့်ပါပုံလေးမှာဂေယစနစ်တစ်ခုရဲ့တကယ်လို့ပုံလေးပဲဖြစ်တယ်နေပါမယ့် ဟုတ်ပြီနော်။စိုတိုင်းစားရှိမယ်။နေထိုင်ရာ အရက်ဒေသတွေရှိမယ်။ပြီးရင်ကွဲပြားသောသက်ရှိအစုအဖွဲ့ဆိုတဲ့အပင်တွေရှိမယ်။ကွဲပြားသောသက်ရှိအစုအဖွဲ့ဆိုတဲ့တဒဝါတွေရှိမယ်။အဲ့ဒါတွေအားလုံးကိုခြုံပြီးတော့ပေါင်းလိုက်မယ်ဆိုရင်တို့ရောခရီးစနစ်တစ်ခုဖြစ်သွားတယ်။အဲ့တော့ တတ်မဲ့ပဝင်းခြင်းဆိုတဲ့တရှိများအတွက်မရှိမဖြစ်လိုအပ်တဲ့အရာများကိုဒီချေပြောပေးမယ်အဲ့တော့တတ်ရှိများအားလုံးဤဖွဲ့စည်းတိဆောက်ပုံ structure နဲ့ဇီဝရုပ်တွင်းဖြစ်ပျက်ခြင်း metabolism တို့အတွက်ရေနဲ့လေဟာမရှိမဖြစ်လိုအပ်ပါတယ်အဲ့တော့ oxygen ဆိုတဲ့ O2 ကတော့ရေနဲ့လေဟာမရှိမဖြစ်လိုအပ်တာဖြစ်တဲ့အတွက်ရေနဲ့လေမှာပေါ့နော် လေဆိုတဲ့အောက်ဆီဂျင် O2 ကတော့သက်ရှိများဤအစာဖြိုစွမ်းရင်လွတ်ခြင်းအသက်ရှူခြင်းအတွက်မရှိမဖြစ်လိုအပ်တယ်။ကာဗွန်နိုင်အောက်ဆိုက် CO2 ကတော့အစိမ်းအောင်ရှိသောအပင်များသည် အလင်းမီအစာစုဖွဲ့ခြင်း Photosynthesis ဖြစ်စဉ်၌အသုံးပြုတယ်။ပြီးရင်နောက်တစ်ခုကဆိုတိုင်းစဆိုတိုင်းစားကတော့လေရုထဲတွင် ရှိသော ရေငွေ့ပမာဏသည် ဆိုတိုင်းစားဟုခေါ်ပါတယ်။ ရင်းမှာအပင်များနဲ့တတဝါများ ရေဆုံးရှုံးမှုအပေါ်တယောက်မှုရှိတယ်။ဆိုတိုင်းစမြင့်လင်ရေဆုံးရှုံးမှုနေ၍ဆိုတိုင်းစနေလို့ရှိရင်တော့ရေဆုံးရှုံးမှုများပါရဲ့။နောက်တစ်ခုကတော့နေရောင်ကြီး။နေရောင်ကြီးမှာမှ အလင်းပြင်းအားအဲ့တော့အလင်းပြင်းအားသည်အပင်နဲ့တတဝါများ ရှင်သန်မှုအပေါ်တွင်တယောက်မှုရှိရဲ့။အပူချိန် အပူချိန်ကတော့အပင်နဲ့သတ္တဝါများဤဇီဝကမ္မလုပ်ငန်းများသည်အပူချိန်ပေါ်မူတည်နေပါတယ်အချို့သက်ရှိများသည် အလွန်မြင့်မားသော အပူချိန်တွင် ရှင်သန်နိုင်ကြပြီး အချို့မှာနိမ့်သော အပူချိန်တွင်သာသူတို့ကရှင်သန်နိုင်ကြရယ်နော်ကဲအဲ့တော့ဒီချေတို့တွေကသက်ရှိပတ်ဝန်းကျင်အဲ့တော့သက်ရှိပတ်ဝန်းကျင်မှာတော့သတ္တဝါအပင် ိုနဲ့ဘက်တီးရီးယားတွေပါဝင် ပါတယ်အဲ့တော့သက်ရှိပတ်ဝန်းကျင်တွင်ပါဝင်သောသက်ရှိများအတွင်းတွင် အပြန်အလှန်ဆက်ဆက်မှုရှိတယ်ဥပမာဘာလဲဆိုရင်တော့မျက်ကိုသမင်ကစားတယ်အဲ့တော့သမင်ကိုကြားကစားတယ်အဲ့တော့အဲ့ဒီဖြစ်စဉ်လေးကိုဘာလို့ခေါ်လဲဆိုရင်အဲ့ဒီဖြစ်စဉ်လေးကိုအစာကွင်းဆက် food chain လို့ခေါ်တယ်နော်။ကဲအဲ့တော့တက်ရှိနဲ့တမက်တမက်အချင်းချင်းအပြန်အလှန်ဆက်ဆက်ပုံလေးကိုတွားကြရအောင်။အဲ့တော့ တတ်မဲ့ပတ်ဝန်းကျင်ကလည်းတက်ရှိပတ်ဝန်းကျင်အပေါ်မှာတရားမှုရှိပါတယ်။ဥပမာဘာလဲဆိုရင်တော့အပင်သည်အစာချက်ရန်နေရောင်ကြီးလိုအပ်တယ်။အဲ့တော့တတ်မဲ့ပတ်ဝန်းကျင်အတွင်းမှာလည်းအပြန်အလှန်တရားမှုရှိတယ်။ဥပမာ အပူချိန်တိုးလို့ရှိရင်ရေဟာလှင်မြန်စွာအငွေ့ပြန်နိုင်တယ်။ရေငွေ့ပြန်ခြင်းကြောင့်ပတ်ဝန်းကျင်တွင် အပူချိန်တိုးခြင်းရောခြင်းကို ဖြစ်စေပါတယ်ကွယ်။ ကဲအဲ့တော့တချဲဒီနေ့တင်လိုက်တဲ့ခေါင်းစဉ်လေးကတော့တချဲအခန်း၈ရဲ့သင်ခန်းစာ၁ရဲ့ကြေးရစနစ်ကလေးပဲဖြစ်ပါတယ်။တားတို့သမီးတို့အိမ်မှာပြန်လဲပြီးတော့မှ လေ့လာလိုက်ပါအောင်နော်။ကဲတီချဲအခုတင်လိုက်တဲ့သင်ခန်းစာလေးကိုနားလည်မယ်လို့တီချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။